မလေးရှားနိုင်ငံမှာ permit ရှိတဲ့လူတွေ passport တက်တန်းတိုးရင်ဘယ်လောက်ကုန်ကြလဲပေါ့နော်ဒါတော့ဟိုတနေ့ကကျွန်တော်အအတိညီလေးတယောက် passport တက်တန်းတိုးတိုးရဲကုန်ကြစီကိုပြန်လဲမျှဝေပြီးမှဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ LHK sharing blog အနေနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်မျှဝေပြီးမယ့်အကြောင်းအရာလေးကတော့မိမိကိုယ်တိုင်ကမလေးရှားမှာနေပြီးတော့ permit တက်တန်းရှိတယ်ပြီးလို့ရှိရင် passport ကတက်တန်းကုန်တော့မယ်ဖြစ်နေတဲ့လူတွေအတွက် ပါမရှိရတဲ့အတိုင်း passport တက်တန်းတိုးဖို့အတွက်ပေါ့နော်ကုန်ကျစရိတ်ကိုပြန်လည်မျှဝေပြီးတော့မှဖြစ်ပါတယ်။ဆိုတော့ပထမဆုံးတန်ယုံမှာ appointment ယူမယ် appointment ယူပြီး appointment ကြားတဲ့နေ့ကျလို့ရှိရင်တန်ယုံကိုသွားမှာပေါ့နော်။တန်ယုံသွားတဲ့နေ့ကျလို့ရှိရင်ဘာစားရဲစားတဲ့နေ့ယူသွားမှာလဲဆိုတော့မှတ်ပုံတင်ရှင်မှတ်ပုံတင်ယူသွားမှာပြီးအိမ်အောင်စုမိတ်တူယူသွားမှာအိမ်အောင်စုမိတ်တူယူသွားပြီးတော့နောက်တစ်ခုကတော့ကိုယ့်ရဲ့တက်တန်းတိုးမဲ့ passport စာအုပ်ပေါ့နော်။တက်တန်းတိုးမဲ့ပို့တိုးမဲ့ passport စာအုပ်မှာလည်းဘာရှိလဲဆိုတော့ပါမစ်ကရှိထားပြီးသားဖြစ်တယ်လीနော်။ပါမစ်ကရှိထားပြီးသားဖြစ်တဲ့လူရဲ့အတွက်ကတော့တက်တန်းတိုးရတာလွယ်ကူတယ်။နောက်ပြီးတော့ အခွန်ကုန်ကျစရိတ်ပေါ့နော်ဒီနေ့မှကျွန်တော်ပြောချင်တဲ့အချက်တစ်ချက်ကတော့ပထမဆုံးအချက်ကတော့အခွန်ကုန်ကျစရိတ်အခွန်ကုန်ကျစရိတ်ကတစ်နှစ်စာဆောင်ရမှာဖြစ်ပါတယ်တစ်နှစ်စာဆောင်ရမှာတို့ကလစာကို1500နှုန်းနဲ့တွက်ပြီးတော့တစ်နှစ်စာပေါ့နော်အခွန်ကုန်ကျစရိတ်360နဲ့တောင်းပါတယ်360ကောက်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်အခွန်ဘိုးပြီးသွားလို့ရှိရင်နောက်ပြီးတော့ passport passport ကြီးပေါ့နော် passport ကြီးတောင်းမယ်ပြီးလို့ရှိရင်စာပြစ်ချက်တွေပါတယ်တောင်းမယ်ပေါ့နော်အားတွေအလုံးပေါင်းတောင်းပြီးတော့ကုန်ကျစရိတ်ကအလုံးပေါင်း630ကျပါတယ် အဲ့630ကိုကျွန်တော်အသေးစိတ်ပြောပြမယ်နော် passport fee ကအလုံးမ160 180 passport fee က180ပေါ့နော် passport fee က180ရဲ့ passport ရဲ့ကုန်ပြဈေးက180နောက်ပြီးတော့ service charge ပေါ့နော်သူတို့လုပ်တဲ့ကိန်းနဲ့ service charge က30အဲအဲ့ဒါရဲ့ပြီးလို့ရှိရင်အခွန်ကုန်ပြဈေးက360ဆိုတော့သူတို့ပြောတာကတော့ passport မှာ permit တက်တန်းရှိတဲ့လူတွေအတွက်ကတော့တစ်နှစ်စာပဲအခွန်ဆောင်လို့ရပြီးတော့ permit တက်တန်းမရှိဘူးဆိုရင်တော့နှစ်နှစ်စာဆောင်ပါပေါ့နော်နှစ်နှစ်စာဆောင်ပါမယ်360 360နှစ်ခါပေါ့နော်နှစ်နှစ်စာဆောင်ပါမယ်ဒါတော့ permit မရှိတဲ့လူတွေအတွက် passport တက်တန်းတို့ရေပေါ့နော် permit ရှိတဲ့လူဖြစ်တဲ့အတွက်သူကတစ်နှစ်စာပဲဆောင်ရတယ်အဲ့တစ်နှစ်စာကအလုံးပေါင်း360ရေနောက်ပြီးတော့ service check 30ရေနောက်ပြီးတော့ passport passport ကြီးပေါ့နော် passport ကြီး180 000အလုံးပေါင်းလိုက်ရင်980ကျပါတယ်ဆိုတော့980နဲ့မပြီးသေးပါဘူးနောက်ထပ်60ဆိုတာရှိပါပြီအဲ60ကဘာလဲဆိုတော့အဲ60က processing fee လို့ပြောတယ်ဒါသူတို့ရဲ့လုပ်ငန်းလက်ပတ်တဲ့အခါပေါ့နော်ဆိုတော့ processing fee 60အလုံးပေါင်းလိုက်လို့ရှိရင်630ကျပါတယ်ဆိုတော့ဒီ630ကမိမိမှာ permit အခန်းရှိထားတဲ့လူတွေ passport တက်တန်းတွင်းကုန်ကြမဲ့ကုန်ကြစီပဲဖြစ်ပါတယ်နောက်တစ်ခုကအခုတန်ရုံမှာဘာတောင်းလဲဆိုတော့ ကိုက permit ရှိပြီးတော့ passport တန်းသွားတိုးလို့ရှိရင်တန်ယုံရောက်လို့ရှိရင်ကိုယ့်ရဲ့မိသားစုဝင်တယောက်တယောက်ဒါမှမဟုတ်ကိုယ့်ရဲ့အတိမိတ်ဆွေတငယ်ချင်းတယောက်ယောက်ရဲ့မှတ်ပုံတင်ရှင်းအောင်ရဲ့အိမ်အောင်စုမူရင်းအိမ်အောင်စုမိတူရဲ့ဒါတောင်းပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြီးအကုန်လုံးဓာတ်ပုံရိုက်ပြီးတော့ photo step ဆွဲသွားလိုက်ရတယ်ဒါမှမဟုတ်သူတို့စီရောက်မှသူတို့စီမှာ photo step ထုတ်လဲရရပေါ့နော်ဒါသူတို့တောင်းလို့ရှိရင်ကိုကအလွယ်တကူယူသွားလို့ရအောင်ဒီမလေးရှားမှာရှိတဲ့ကိုရဲ့အတိမိတ်ဆွေတငယ်ချင်းပဲဖြစ်ဖြစ်အဲကိုရဲ့မိသားစုဝင်တွေကတယောက်ယောက်ပဲဖြစ်ဖြစ်သူ့ရဲ့အိမ်အောင်စုရှင်းနောက်နောက်ပြီးတော့မှတ်ပုံတင် ရှင်းတော့ဓာတ်ပုံကိုယူသွားပြီးတော့ပြရမှာဖြစ်ပါတယ်ဆိုတော့အဲ့ပြတဲ့လူရဲ့ဒီမလေးရှားမှာနေထိုင်တဲ့လူရဲ့မှတ်ပုံတင်တဲ့အိမ်တော်စုစီရင်ကသူကပါမစ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအရေးမကြီးပါဘူးလူရမယ်ကယူသွားတာပို့ပြီးတော့ကောင်းပါတယ်ဆိုတော့ကျွန်တော်ပထမပြောချင်တဲ့အချက်တစ်ချက်ကတော့ကိုယ်မှာပါမစ်ရှိရဲ့ passport တက်တက်တိုးမယ်ဆိုလို့ရှိရင်အခွန်တစ်နှစ်စာဆောင်ရပါမယ်နောက်တစ်ချက်ကတော့ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းအတိတယောက်ယောက်ရောပေါ့နော်မှတ်ပုံတင်အိမ်တော်စုအရှိနောက်ရှိနောက် ပြန်ဖြစ်နိုင်တော့ဖုန်းထဲထည့်သွားလို့ရှင်ပိုကောင်းပါတယ်ကိုရောက်မှသူတို့စီမှာပိုတိုစတက်ဆွဲပြီးတော့ထုတ်လို့ရပါတယ်ဆိုတော့သူကအဲ့ဒါတောင်းလို့ရှင်ကိုမှအလွယ်တကူပါသွားရင်တော့အဆင်ပြေမယ်အိုင်းနေကကျွန်တော်တငယ်ချင်းကောင်းလေးကတော့သူကတော့မပါသွားဘူးမပါသွားရတော့ကိုရောက်တော့မှသူလည်းအဲ့မှာအတိတွေကိုလှမ်းပြီးတော့တောင်းတော့ကျွန်တော်လည်းအဲ့ကျွန်တော်စီကမှတ်ပုံနေရှင်းအောင်လည်းဥစ္စာကိုအင်းအောင်စုမိတူကိုသူ့ကိုလှမ်းပို့ပေးလိုက်တယ်လှမ်းပို့ပေးလိုက်တော့သူအလုံးအဆင်ပြေသွားတယ်အခွန်တစ်နှစ်စာဆောင်းလိုက်ရတယ်ပေါ့နော်အခွန်တစ်နှစ်စာပဲဆောင်းလိုက်တယ်သူပြောတာတော့တကယ်လို့မိမိမှာ ါမစ်တက်တန်းမရှိဘူးပတ်စပို့ပဲရှိရဆိုလို့ရှိရင်တက်တန်းသွားတွင်အခွန်နှစ်နှစ်စာဆောင်ရပါမယ်ဆိုတော့ကျွန်တော်ကလည်းပြောတဲ့ဈေးအတိုင်းပဲအားလုံးနှစ်နှစ်စာဆောင်ရမယ်ပါမစ်မရှိတဲ့လူတွေတော့ပေါ့နော်နှစ်နှစ်စာဆောင်ရမယ်အခွန်ခါရီဆွမ်းနာဟာရီဆာရဆိုင်ရန်တွေအကုန်လုံးပြပြီးတော့မှတက်တန်းတိုးလို့ရမှာဖြစ်ပါတယ်ဆိုတော့ဒါအခုကတော့ဒါမလေးရှားနိုင်ငံမှာရောက်နေပြီးတော့ပါမစ်တက်တန်းရှိပြီးတော့ပတ်စပို့တက်တန်းတိုးမဲ့လူတွေအတွက်ကုန်ကျစရိတ်ကိုပြန်လည်မျှဝေခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်